တော်ဒီ line up ကိုမြင်တဲ့အချိန်ဒီမှာ wow တော်တော်လေးအံ့ဩသွားတယ်ပေါ့နော် Falcon eSport အနေနဲ့ဒီ Lamest Team ပြိုင်ပွဲမှာပြောင်းသွားတဲ့ line up ကြီးကတော်တော်ကျန်းနေလို့ပြောရမယ် MSL Season 1မှာတော့သူတို့ဒီ Ryan Mick တို့ PA7 တို့ဒီအစုအဖွဲ့နေပဲ International ကိုသွားခဲ့တဲ့အစုအဖွဲ့နေပဲပွဲထွက်လာခဲ့ဆိုရင် Playing Stage ကနေပြီးတော့ Play Off Main Stage ကိုရောက်သွားခဲ့ခြင်းမရှိဘူးဗျာအဲ့မဲ့လက်ရှိတပ်ပါတီပြိုင်ပွဲတစ်ခုဖြစ်တဲ့ Steam ပြိုင်ပွဲမှာတော့ Dash ကို EA ကိုပို့လိုက်တယ်ကျွန်တော် Binia Mage ဖြတ်သွားတယ်ပြီးတော့ Lucky ကဂျန်ဂလာဖြစ်လာတယ်ပေါ့နော်အဆန်ကြီးကတော့ကျွန်တော်ဂိုးလိမ့်မယ် ် case တယောက်ပဲကျွန်တော်ဒါကြန့်ရှိနေသေးရေပေါ့ဗျာ room မပြောင်းတာဆိုလို့ရှိရင် oh my god ကျွန်တော်ရဲ့အမြင်ကတော့ MS season 1တော့သူတို့သွားခဲ့တဲ့ line up ကအရန်ကြီးအလုံးမဖြစ်သွားဘူးလို့ထင်တယ်ပေါ့နော်ဒီသူတို့ line up တခုကအချိန်ကြာကြီးရှိခဲ့တယ်ဒါပေမဲ့ play off ကိုမရောက်သွားတဲ့အချိန်ဒီမှာ Fagon ရဲ့ downgrade back ကိုရောက်နေပြီလားပေါ့ဗျာဒါမဲ့ MS season 2အတွက်သူတို့တရားပေါ့ပြင်ဆင်ရမယ်ဗျာအရှေ့ season 1လိုမျိုးမဖြစ်ဖို့အတွက်ဆိုရင်ပေါ့ဗျာဘာလို့လဲဆိုတော့ M series ကိုသွားမဲ့ဝင်ခွင့်တနေရာအတွက်အရှင်ပြန်ရမှာပဲဖြစ်ပါတယ်ဒီ line up က desk ကကျွန်တော် EXP ကိုစဉ်းစားရရာတော်တော်လေးတော့စိတ်ဝင်စားဖို့ကောင်းတယ်ပြီးတော့ binary ကကျွန်တော် mesh ဖြစ်လာတယ်ပေါ့ဗျာအခု changes ဒါတကယ်အလုပ်ဖြစ်လာမယ်ဆိုလို့ရှိရင်တော့တော်တော်ကျန်းတဲ့အစုဖွဲ့တစ်ခုလို့တော့ကျွန်တော်မြင်မိတယ်ဗျာဒီ player ၅ယောက်လုံးကဒီလက်ရှိမှာအသက်အရွယ်ပိုင်းဆိုင်ရာအရာဆိုလို့ရှိရင်လည်းတကယ်ငယ်သေးတယ်ပေါ့ဗျာ KS ကလွဲလို့ရှိရင်ပေါ့ကျွန်တော်၄ယောက်လုံးကဒီလာမဲ့ future မှာတကယ်တောက်ပလာနိုင်တဲ့အနေအထားရှိတယ်ပြီးတော့ Benny ဆိုလို့ရှိရင်သူ့ရဲ့ goal line မှာလောက်ပြခဲ့ပြီးသား dash ကလည်းတူတူပဲဗျာအဲ့တော့ lucky နဲ့ sanji ကလည်းအများကြီးပိုကောင်းလာမယ့်အလားအလာရှိတယ်ဗျာဒီ rotation နဲ့အရာတစ်ခုသာအဆင်ပြေသွားမယ်ဆိုလို့ရှိရင်တော့ ဖေကွင်းလိုင်းအပ်ကအများကြီးပိုပြီး strong လာနိုင်နေလို့တော့မြင်မိတယ်ပေါ့နော်အဲ့တော့လာမဲ့ sting ပြန်ပွဲတွေမှာတော့ကျွန်တော်မြင်တွေ့ရမယ်သူတို့ရဲ့ line up အခြေအနေဘယ်လိုရှိမလဲသူတို့ရဲ့နီးပြချုပ်ကြီးညိုချောနေနေရရောဒီ၅ယောက်ကိုထိန်းချောင်းတဲ့ပုံစံနေရဘယ်လိုမျိုးရှိမလဲဒါတွေကတကယ်ကိုစိတ်ဝင်စားဖို့ကောင်းနေရပဲဖြစ်ပါတယ်အဲ့တော့ဘာပဲနေနေ sting ပြန်ပွဲမှာတော့ fakeon e-sport ရဲ့ line up တစ် line up တစ်လို့ပဲပြောရမလား big changes big role changes လို့ပဲပြောရမလားအဲ့တော့ဒီစုဖွဲ့ကိုတော့ကျွန်တော်တို့မြင်တွေ့ရမှာပဲဖြစ်ပါတယ် အဲ့တော့ညီကိုရဲ့မြင်နေကုန်လုံးကိုလည်းအောက်က comment section မှာဝင်အောင်ဆွေးနွေးတော့လို့ရပါတယ်ကျွန်တော်ကတော့ SC4 တွေမှာဖြစ်ပါတယ်